အရခတက်တော်အေးသိမ့်ပိုက်တိန်ချုပ်ထားတဲ့ပလောဝမြို့ကဆေးရုံပါဝင်မြို့ပေါ်နေရာ၃ခုကိုစက်တင်ဘာ၂၉ရက်ဒီကနေ့မှာစစ်ကောင်စီတပ်ကဘုံကျဲခဲ့တာကြောင့်အယက်သားမြို့သမီးနူဦးတေဆုံးပြီးစစ်ကူဒဏ်ရာသွားခဲ့ပါတယ်။အသက်၁၉နှစ်အရွယ်ရှိတဲ့မမမြခင်အသက်၄၂နှစ်အရွယ်ဒေါ်သူစာဝင်းတို့တေဆုံးသွားတာဖြစ်ပါတယ်။ဒဏ်ရာသွားတဲ့သူတွေကိုတော့စစ်ကူတာမှုခံယူနေပြီးအသက်အန္တရာယ်စိုးရိမ်နေရတဲ့သူတွေလည်းပါဝင်တယ်လို့ပလောဝမြို့မှာရှိတဲ့ဒေသခံတွေကပြောပါတယ်။ ရခိုင်ပြည်ရတဲ့တောင်မြို့နယ်ကိုလည်းဒီကနေ့မှစစ်တွေမြို့နယ်ကနေလက်နေကြီးနဲ့ပြစ်ခတ်ခဲ့တာကြောင့်စစ်ပီးတခွက်တွေတူသေးဆုံးပြီး2ဦးဒဏ်ရာသွားခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာအခုရက်ပိုင်းအတွင်းရခိုင်ပြည်တွင်းကတိုက်ပွဲဖြစ်ပွားတာမရှိတဲ့မြို့နယ်တွေကအရသားတွေရှိတဲ့နေရာတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေပို့ပြီးလှုပ်ဆောင်နေပါတယ်။ PRS တင်မာလာ28ရက်နေ့နဲ့28ရက်နေ့တွေကလည်းတန်တွေမြို့ပေါ်ကိုစစ်ကောင်စီတပ်ကဂျက်တိုက်လျင်နဲ့ဘုံကျဲတာရေပင်ကနေလက်နေကြီးတွေနဲ့ပြစ်ခတ်တာတွေလှုပ်ဆောင်ခဲ့ပါတယ်။ အဲ့လိုပြစ်ခတ်မှုတွေကြောင့်အယက်သားတဦးသေဆုံးပြီးကိုဝင်ဆောင်အမျိုးသမီးတဦးအပါအဝင်အယက်သား၅ဦးဒဏ်ရာသွားခဲ့ပါတယ်။အလားတူပဲပြီးခဲ့တဲ့စတင်ဘာ26ရက်နေ့ကလည်းတောင်ကုန်းမြို့ပေါ်တပ်ဦးဖုံကြီးကျောင်းကိုစစ်ကောင်စီတပ်ကပေါင်900ပေါင်ချေရှားခဲ့တာကြောင့်တကြောင်လုံးပြစ်စီသွားခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာခိုင်ပြေတွင်းကတိုက်ပွဲဖြစ်ပွားတာမရှိတဲ့ဒေသတွေကဆေးရုံတွေလူနေရပ်ကွက်တွေစာတင်ကျောင်းတွေဖုံကြီးကျောင်းတွေစတဲ့လူစုလူဝေးတွေရှိတဲ့နေရာတွေကိုဂျက်တိုက်လီနဲ့ဘုံကျဲတာရေကြောင်းတွေကနေလက်နေကြီးတွေနဲ့ပြစ်ခတ်တာတွေပို့ပြီးလှုပ်ဆောင်နေတာကြောင့် ဒေသခံတွေနည်းနည်းသတိထားကြဖို့ကိုလည်းအရခတက်တော်အေကသတိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာ။